နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကကွေဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းကညဉ့်ညင်းဆွေးနွေးပွဲသို့တက်ရောက်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များအော်တိုဘလာ18ရက်နေ့ပိုင်းမှာနေပြည်တော်မှာရှိတဲ့ဘီးယန်အောင်ရိတ်သာအခမ်းအမားတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အဲ့လိုတွေ့ဆုံရမှာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကကွေဦးစီးချုပ်က NCA 10နှစ်ပြည့်နှစ်ပတ်လည်ခမ်းနားသို့တက်ရောက်ပေးကြတဲ့တိုင်းရင်းသားလက်နက်ကိုယ်စားလှယ်အဖွဲ့များအားလုံးကိုနိုင်ငံတော်နဲ့တက်မတော်မှဝမ်းမြောက်စွာ ဖြင့်ကြိုဆိုပါကြောင်း NCA နှစ်ပတ်လည်ခမ်းနားမှာမိမိအနေနဲ့လိုအပ်သည့်များကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း NCA ဟာ တိုင်းရင်းသားများနဲ့တွေ့ဆုံဆွေးနွေးပြီးတိုင်းရင်းသားများရဲ့တောက်ဆူချက်များပေါ်မူတည်ပြီးရေးဆွဲထားခြင်းဖြစ်ကြောင်း NCA ကိုပြေးဝအောက်ထဲဖွင့်ရန်အတွက်ရခိုင်ကလေးကဆောင်းဝန်းခဲ့ပေမဲ့ဒီမိုကရေစီဒုတိယဆိုရတန်းမှာအကြောင်းမျိုးမျိုးကြောင့်နှောင့်နှေးခဲ့ရကြောင်းမိမိတို့တာဝန်ယူဆောင်းဝန်းချိန်မှာအချို့တိုင်းရင်းသားတနက်ကိုင်အဖွဲ့များအနေနဲ့တက်မတော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်းဖြစ်တဲ့အတွက်ဆက်လက်ဆွေးနွေးဆောင်ရွက်မှုမရှိတာကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှောင့်နှေးခဲ့ကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမိမိတို့အနေနဲ့ အမြဲဆုံးအကောင့်ထဲပေါ်ဆောင်ရွက်သွားရလို့ကြောင်းပြောကြပါတယ်။ဂျာကလာများမှာမိမိနဲ့တော်လကောင်မိမိရဲ့ကိုယ်စားလှယ်ဖွဲ့များနဲ့တော်လကောင်တိုင်းရင်းသားနဲ့ကိုင်ဖွဲ့များနဲ့တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးမိမိအနေဖြင့်လည်းသဘောတူညီပြီးဖြစ်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေဟာခေတ်ကာလအရပြင်ဆင်ရလိုအပ်တာများရှိတာကိုမိမိအနေနဲ့သဘောပေါက်ကြောင်းဒါကြောင့်တာဝန်ရှိသူများနဲ့တွေ့ဆုံပြီးအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကိုဆွေးနွေးခဲ့ကြောင်း မိမိတို့အနေနဲ့ဥပဒေပြင်ဆင်နိုင်ရေးအတွက်ကြိုတင်ဆွေးနွေးတကယ်တော့လွတ်တော်မှအတိပြုပြင်ဆင်နိုင်ရန်လိုကြောင်း NCA ကိုအရှိန်ပြန်ရလာအောင်လာရောက်ပြီးပူပေါင်းဆောင်ရွက်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါကြောင်းနိုင်ငံကောင်းအောင် အားလုံးကဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရရေးကော်မရှင်ဥက္ကဋ္ဌတမရကဝေးဦးစီးချုပ်ကပြောကြားပါသည် အရင်နောက်တွေ့ဆုံပွဲသို့တက်ရောက်လာကြတဲ့ဒိုင်းသာရဏကိုင်ကိုစလဲဖွဲ့များက NCA လက်မှတ်ရေးထိုးထားတဲ့သူများဖြစ်တာနဲ့အညီ NCA လမ်းကြောင်းအတိုင်းနိုင်ငံအတွင်းငြင်းငြင်းရရှိဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်အခြေအနေများနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့တည်ငြိမ်အေးချမ်းရေးအတွက်ဆက်လက်ပါဝင်ဆောင်ရွက်သွားမယ်အခြေအနေများ NCA လမ်းကြောင်းပေါ်မှာနိုင်ငံတော်နဲ့တပ်မတော်ရဲ့ဦးဆောင်မှုနဲ့ခိုင်ခိုင်မာမာဆက်လက်ရှောင်လန်းသွားမယ်အခြေအနေများရွေးကောက်ပွဲဟာ ငင်းငင်းကြီးလုပ်ငန်းစဉ်အတွက်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တာကြောင့်လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရင်အဘက်ဘက်မှပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမယ့်အခြေအနေများငင်းငင်းကြီးဆွေးနွေးပွဲများတွင်ဆက်လက်ပါဝင်တက်ရောက်သွားမယ့်အခြေအနေများ ရွေးကောက်ဝယ်ကျင်းပပြုလုပ်ပြီးထွက်ပေါ်လာတဲ့အစိုးရနဲ့အတူငင်းငယ်ရေးလုပ်ငန်းရှင်များမှဆက်လက်ပါဝင်ပူးပေါင်းဆောင်ရွက်သွားမယ်အခြေအနေများနဲ့ဒေတာဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြကြကြောင်းသိရပါတယ်အဲ့ဒီနောက်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တန်ရေးကော်မရှင်ဥက္ကဋ္ဌတမရကဝေးဦးစီးချုပ်ကဆွေးနွေးပြောကြားရမှာ NCA ကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်ရွေးချယ်ခံအစိုးရလွှတ်တော်ရှိရလို့ကြောင်း မူလစတင်လက်မှတ်ရေးထိုးစဉ်ကလေးကလွှတ်တော်အစိုးရတက်မတော်နိုင်ငံရေးပါတီများတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း SCA တွင်ပါဝင်ခဲ့ကြတဲ့အဖွဲ့အစည်းများအလုံးပါဝင်ရင်လို့ကြောင်းဒါကြောင့်မိမိတို့အနေနဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင်လည်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရေးနဲ့တိတ်ခါရှိတဲ့ရွေးကောက်ပွဲဖြစ်စေရေးဟာအရေးကြီးကြောင်း ဒါကြောင့်မဲဆင်းများမှောင်ရင်မှုမရှိစေရေးဆန္ဒမဲပေးခွင့်ရှိသူများအားလုံးဆန္ဒမဲပေးနိုင်ရေးစာဝန်ရည်ရရှိတဲ့ကဲ့သို့မဲမတမာမှုများစာဝန်ရည်မရနိုင်တဲ့မြန်မာအီလက်ထရောနစ်မဲပေးစနစ် MEVM များနဲ့ဆန္ဒမဲပေးနိုင်ရေးစာဝန်ရည်ရရှိကြောင်းပြောကြားပါတယ်2008ခုနှစ်ဖွဲ့စည်းပုံခြေကံဥပဒေကိုခြေကံပြီး NCA ကိုဆောင်ရွက်ထားခြင်းဖြစ်ကြောင်းဖွဲ့စည်းပုံခြေကံဥပဒေဖြစ်တဲ့အတွက်လက်ရှိချိန်မှာအခိုင်အမာဆုံးဖြစ်ကြောင်းအခြေခံဥပဒေအား ပြင်ဆင်လို့ရတာများကိုပြင်ဆင်ပေးသွားမှာဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုကျင့်သုံးနေဆိုပေမဲ့လေမိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရလို့ကြောင်းဖက်ဒရယ်စနစ်မှာလေအလားတူပင်ဖြစ်ကြောင်းကွဲပြားခြားနားမှုများရှိပေမဲ့လေမိမိတို့အနေနဲ့အကောင်းဆုံးဖြစ်အောင်ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း1988ခုနှစ်ကာလမှာ ြည်သူများအနေနဲ့နိုင်ငံတော်အားပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှောင်းလန်းနိုင်ရေးတောင်းဆိုခဲ့ခြင်းကြောင့်တပ်မတော်အနေနဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ရှောင်းလန်းနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်းအဲ့လိုဆောင်ရွက်ရမှာလေတိုင်းရင်းသားများရဲ့အခွင့်အရေးများမဆုံးရှုံးစေရေးအတွက်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံနဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မိမိရဲ့ NCA နှစ်ပတ်လည်နေ့မေကွန်းမှာထည့်သွင်းပြောကြားခဲ့တဲ့အတိုင်းအားလုံးကဖြစ်ချင်တာထက်ဖြစ်နိုင်တာဖြစ်တဲ့နာကိုပုံမဦးစားပေးပြီးစာဝန်တင်ကြောင်းအထူးသဖြင့်တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးတာကြောင့်ပြည်တော်စုစိတ်ထဲနဲ့ဆောင်ရွက်သွားကြရလို့ကြောင့်တိုင်းပြည်ခွဲထွက်ရေးကိုတပ်မတော်အနေနဲ့လုံးဝလက်မခံကြောင့် တို့တာဝန်အရေးသုံးပါးကိုတက်မရော်နီနဲ့အလေးထားစောင့်ထိန်နေနာသွားမှာဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရရေးကော်မရှင်ဥက္ကဋ္ဌတက်မရော်ကော်ရေးဦးစီးချုပ်ကပြောကြားပါသည်။ဒါ့အပြင်လူနည်းစုရဲ့သဘောထားကိုအလေးထားမှာဖြစ်ပေမဲ့လူများစုရဲ့ဆန္ဒကိုလည်းအလုံးကလေးစားလိုက်နိုင်ရမှာဖြစ်ကြောင်းဖြစ်ချင်တာတဲ့ဖြစ်တဲ့နောက်ဖြစ်နိုင်တာများကိုစောင့်ဝတ်ခြင်းဟာနိုင်ငံတော်ရဲ့အကျိုးကိုစောင့်ဝတ်ခြင်းမင်ဖြစ်ကြောင်းမိမိတို့နိုင်ငံနေနဲ့ လွတ်လပ်ရေးရပြီးချိန်မှာစတင်ပြီးယနေ့ချိန်ထိလွတ်လပ်ရေးရဲ့အသီးအပွေကိုမခံစားရသေးကြောင်းမိမိတို့နိုင်ငံရဲ့အကျယ်ဝန်းရာလူဦးရေရာစီးပွားရေးခြေခံရာ တူညီရဲ့နိုင်ငံများနဲ့နှိုင်းယှဉ်မှာကများစွာနောက်ကျကျနေကြောင်းဒါကြောင့်အားလုံးကတိုင်းပြည်ကောင်းအောင်ဆက်လက်ဆောင်ရွက်သွားကြရန်လူကြောင်းလေနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကဝေးဦးစီးချုပ်ကပြောကြားပါတယ် အဆိုပါတွေ့ဆုံပွဲသို့ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ကော်မရှင်အတွေ့ရေးမှူးတွဲဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦးပြည်တော်စုညဉ့်ညဉ့်ရေးဆွေးနွေးမှုပူးတွဲကော်မတီ UBDGC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည်ကော်မရှင်အဖွဲ့ဝင်ညှိနှိုင်းကုကရေးမှူးကြီးရေလီဗိုလ်ချုပ်ကြီးကျော်စွာလင်း ာကွယ်ရေးဦးစီးချုပ်ရုံးမှအစစ်မြေတပ်မတော်ရာရှိကြီးများတက်ရောက်ကြပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့တဲ့တိုင်းရင်းသားနဏ္ဍာကိုင်ကိုယ်စားလှယ်ဖွဲ့များဖြစ်တဲ့ရခိုင်ပြည်လူမျိုးရေးပါတီ ALP ဥက္ကဋ္ဌစောမြရာစာလင်းဒီမိုကရေစီအကျိုးပြုကိရင်တပ်မတော် DKPE စစ်ရေးချုပ်စောစိန်ဝင်းကေရမျိုးသားအစည်းအရုံးငင်းငင်းရေးကောင်စီ KNU KNN PC ဒုတိယဥက္ကဋ္ဌဒေါက်တာနှောကပေါ်ထူ လာဟုဒီမိုကရက်တစ်အစည်းအရ NDU ဥက္ကဋ္ဌကြာစောလမွန်မွန်ပြည်သေးပါတီ NSB ဗဟုကော်မတီဝင်နိုင်ပညာမွန်ရှမ်းပြည်ပြည်နယ်တော်ရေးကောင်စီ RCSS အတွေ့အမှုတက်ဆက်ဆိုင်ရင်းနေဗဟုအလုံးမှုဆောင်ကော်မတီဝင်ဆက်ဆောင်ဟန် SCA မှာပါဝင်လက်မှတ်ရေးထိုးသူဥခွန်ဥက္ကာနဲ့ဦးမျိုးဝင်းတိုင်းရင်းသားနဲ့ကိုယ်စားလှယ်ဖွဲ့များတက်ရောက်ကြကြောင်းသိရပါတယ်။